ပြည်သူလူထုအနေနဲ့တိခံတဲ့နေရာမှာတိခံပြီးတိမခံတဲ့နေရာမှာတိမခံပဲတွန်းအားပေးတဲ့နေရာမှာတွန်းအားပေးကြဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကပြောကြားသွားပါတယ်ပြောရမယ်ဆိုရင်ဒီမှာလည်းအစိုးရကဝေးကိစ္စတော့မဟုတ်သေးဘူးလို့ပြောလို့ရပါတယ်။ဒါပေမဲ့လည်းအလုံးလုံးပုံနေရာမှာတော့ကျွန်တော်တို့ကဒီတော့မတောင်းနေပါဘူးလို့တော့ဒီမှာပြောပြစေ။အားလုံးရဲ့ရှင်းတော့မှုရအောင်ကျွန်တော်စူးစမ်းပါမယ်။ပြည်သူလူထုကလည်းပြောတဲ့နာကိုပြောပါ၊ကိုလို့တဲ့နာလည်းလုပ်ပါ ဒါပေမဲ့လေတိခံတဲ့နေရာမှာလေတိခံမှာတိမခံတဲ့နေရာမှာတော့တိမခံမှာလေတိမခံတဲ့နေရာမှာတိခံလို့ရှိရင်တော့ကြောင့်ဝိညာဉ်ရုပ်ကြီးပြင်းလာအောင်လေအဲ့တော့အားလုံးကလည်းတော့ဝိညာဉ်ရုပ်ကသိစကြရတယ်တော့မရှိဘူးတော့အပြည့်တဲ့နေရာမှာတော့တော့အပြည့်ကြပါလို့ဒီမှာအရင်နဲ့အားလုံးဝိုင်းပြီးတော့ကုညီဖို့တဲ့မေတ္တာရက်ခံတင်ပါတယ်ဇန်နဝါရီလ25ရက်နေ့ပခုတ်ကူမြို့နယ်စံပြကြီးကြီးရွာမှာ ဒေသခံပြည်သူတွေနဲ့တွေ့ဆုံဟောပြောပွဲမှာပြောဆိုခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ပခုတ်ကူမျိုးနဲ့စံပြကြီးကြီးရွာဒေသခံတွေဟာစိုက်ပျိုးမြေအတွက်ရေရရှိဖို့နဲ့အလဲတန်းကြောင်ပြန်လဲခွင့်ပြုပေးဖို့လိုအပ်နေတယ်လို့ဒေသခံတွေကိုစားဆရာတော်ဗဒ္ဒနာကိတ္တိတာရကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကိုမိန့်ကြားခဲ့ပါတယ်။ဒီကနေ့မနက်ပိုင်းကပခုတ်ကူမျိုးနဲ့စံပြကြီးကြီးရွာကိုလာရောက်တဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ခီးစဉ်မှာဆရာတော်ကမိန့်ကြားခဲ့တာလည်းဖြစ်ပါတယ်။ ဆရာတော်မိန်ကြားမှုနဲ့ပတ်သက်လို့အလဲတန်းကြောင်းပြန်လည်ခွင့်ပြုနိုင်မှုပညာရေးဝန်ကြီးဌာနအနေနဲ့စီစဉ်ပေးမှာဖြစ်တယ်လို့ရေရရှိရေးအတွက်လည်းသက်ဆိုင်ရာဒေသတာဝန်ရှိသူတွေနဲ့ညှိနှိုင်းလှုံ့ဆော်ပေးမယ်လို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒါအပြင်ကြေးရွာစာကြည့်တိုက်အတွက်လည်းဒေါခင်ကြီးဖောင်ဒေးရှင်းကနေပြီးတော့အကူအညီပေးသွားမယ်လို့လည်းဆိုပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကြီးရွာအတွင်းမှာရှိတဲ့ကိုဝင်ဆောင်မိခင်တွေနဲ့မိဖွားပြီးမိခင်တွေကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ဟာပခုတ်ကူမျိုးပြည်သားရခမ်းမမှာ ပြုလုပ်မဲ့အမျိုးသားအဟာရဆိုင်ရာမဟာဗျူဟာနဲ့ပတ်သက်တဲ့ဝန်ကြီးဌာနများအကြားပူးပေါင်းဆောင်ရွက် ရေးအစည်းအဝေးကိုလည်းတက်ရောက်ဖို့ရှိတယ်လို့သိရပါပါတယ်ရှင်။